ဆရာမဒေါ်ဝင်းမြင့်ရေးတာတော့မိဘများတရားတရားရဆိုတဲ့စာအုပ်ထဲမှာမိကုန်းကတော့စိတ်ဆိုတာ အမြဲတမ်းအာယုန်တွေပေါ်ပြေးလွှမ်းနေတာဆိုတော့စိတ်ရနာတယ်ဆိုတာ ရှိပါသလားဘယ်ချိန်စိတ်ရပါသလဲသိကျင်ပါတယ်ဆိုတော့စိတ်ရတယ်ဆိုတာကိုဆရာတော်ဥဝိတ္တဟောပြတဲ့ဥပမာလေးနဲ့ရေးတာတင်ပြလိုက်ပါသည်တဲ့ရနာတဲ့စိတ်တခါတယောက်ကဆုံးစားလာပြင်တာ ။ तू ကဆိုင်ငယ်နဲ့လာပင့်လာဆိုတော့ကျောက်ကလည်းသူ့ဆိုင်ငယ်နောက်ကထိုင်လိုက်တာပေါ့။တဏျာရောက်တော့ခွေးဒီကောင်ကဆိုင်ငယ်ရှိကနေရုတ်တရက်ကားလမ်းကိုဖျက်ပူးလိုက်တယ်။အဲ့ဒါဆိုင်ငယ်သမားကခွေးတိုက်ပြီမှဆိုလို့ဗရိတ်အုပ်လိုက်တာဆိုင်ငယ်ကလဲထွက်သွားပြီလဲပါလျော်ဗျာ။ကျုပ်လည်းဆိုင်ငယ်ဘောကနေလွင့်ချသွားလိုက်တာမျက်နှချင်းဆိုင်ကကားကြီးရှိမှောက်လျက်ကြတော့တာပါပဲ။ကားကြီးမှောက်လျက်ကြတာတော့ကျုပ်ဘာမှမဖြစ်ဘူးဗျာ။ ကားရှိမောက်လျက်သားကြတာတော့ဘာမှမဖြစ်ဘူးဆိုတော့ဒီဘုန်းကြီးတော်တော်တကူကြီးတာပဲလို့တော့မထင်နဲ့ဘူးနော်ဘုန်းကြီးကတကူရှိလို့မဟုတ်ဘူးကားကမောင်းနေတဲ့ကားမှမဟုတ်ဖဲရက်ထားတဲ့ကားကြီးရက်ထားတဲ့ကားမှုသာမတက်မိတာဗောဗျာမောင်းနေတဲ့ကားဆိုရင်ကျုပ်အယုတ်တရားအတတရားဖြစ်ပြီကားတိုက်တယ်ဆိုတာမောင်းနေတဲ့ကားကသာတိုက်တာဗျာရက်ထားတဲ့ကားကဘယ်တော့မှမတိုက်ဘူးရက်ထားတဲ့ကားကဘယ်သူ့ကိုမှ မတိုက်တယ်လို့ ယန္နာတဲ့စိတ်ကြောင့်ဘယ်တော့မှဒုက္ခမရောက်ဘူးယန္နာတဲ့စိတ်ဆိုတာစိတ်ရက်နေတာကိုပြောတာစိတ်ရက်တယ်ဆိုတာမြင်စိတ်ကြားစိတ်နာစိတ်စားစိတ်တွေမဖြစ်တော့တာမဟုတ်ဘူးနော်မြင်စိတ်ကြားစိတ်နာစိတ်စားစိတ်တွေကတော့မျက်စိအကြည့်နားအကြည့်တွေကောင်းနေသည်ဖြစ်နေမှာပဲမဖြစ်ပါနဲ့လို့တော့တားမရဘူးမြင်ကြားနာစားထိသိစိတ်တွေဟာဖြစ်နေပေမဲ့အဲ့ဒီမြင်နဲ့ကြားတဲ့အာယုန်တွေအပေါ်မှာတဏှာဒိဋ္ဌိနဲ့မစွဲရင် စွဲစိတ်ဒီအသိထက်မဖြစ်လို့အဲ့ဒီမှာတန်တရားရက်နေတာစိတ်တွေအသိအသိထက်မဖြစ်တာကိုတန်တရားရက်တယ်စိတ်ရက်တယ်လို့ပြောတာအဲ့ဒီလိုရက်နေတဲ့စိတ်ဟာကိလေသာကြောင့်ဖြစ်တဲ့ဒုက္ခမရှိလို့ဒုက္ခกินနေတယ်ဒုက္ခกินတဲ့စိတ်ကဒုက္ခချုပ်ရကြီးနဲ့တွေ့နေတာဒါကြောင့်ရက်နေတဲ့စိတ်ကြောင့်ဘယ်တော့မှဒုက္ခမရောက်ဘူးဒုက္ခရောက်တယ်ဆိုတော့အာယုန်ဒီအပေါ်ပြေးလွှတ်နေတဲ့စိတ်ကြောင့်ဒုက္ခရောက်ရတာဖြစ်ပြီး ပြက်ပြီးသွားလို့မရှိတော့တဲ့အတိတ်အာယုံ မဖြစ်သေးတဲ့အနာဂတ်အာယုံတွေပေါ်မှာຢာကဒေါသနဲ့နှလုံးသွင်းလို့ဥပါဒဏ်နဲ့ခန္ဓာတွေထက်ကထက်ကဖြစ်ပြီးဒုက္ခရောက်ရတာကြံစီနှလုံးသွင်းခြင်းဆိုတဲ့မနောတင်္ကာရကြောင့်ဒုက္ခရောက်ရတာမနောတင်္ကာရနဲ့ပြုတ်ပြင်းမပေးလို့ရက်နေတဲ့စိတ်ကြောင့်ဘယ်တော့မှဒုက္ခမရောက်ဘူးရက်ထားတဲ့ကာကဘသူ့ကိုမှဝင်မတိုက်တယ်လို့ရန်နာတဲ့စိတ်ကြောင့်ဘယ်တော့မှဒုက္ခမရောက်ဘူးတဲ့ Det var verkligen. Ja.